ားလုံးမင်္ဂလာပါ UK Mastery ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Beta တဲ့အားလုံးမင်္ဂလာပါဆိုတော့ကျွန်တော်တို့အခု2025ခုနှစ်26ဘလုံးရာသီပေါ့လေဒါကျွန်တော်ဘလုံးရာသီကလာမယ့် August လမှာစမယ်ဆိုတော့အဲ့ August မှာစမယ်ဘလုံးရာသီအတွက်ဒီလက်ရှိ FIFA နဲ့နိုင်ငံတကာဖွဲ့စည်းပေါ့လေ International Football Association ကနေဒါကျွန်တော်တို့အခု rules တွေ change ပြီ ဆိုတော့တစ်နေ့နဲ့တစ်နေ့ဘလုံးရသည်တစ်ခုပြီးတိုင်းတစ်ခုပြီးတိုင်းမှာကျွန်တော်တို့ rules တွေချိန်တယ်ဟိုဟာလေးနည်းနည်းတရားလေးနည်းနည်းပြောချင်တာကဗျာအားနည်းချက်တွေရှိတာတွေအားလုံးကိုချိန်တာကျွန်တော်တို့မှမရရကြီးကြီးမားမားအနေနဲ့ပထမဆုံး2010ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ front lampard ရေးကန်လိုက်တဲ့ခိုးကဂျာမနီခိုးစီးတဲ့ဝင်သွားတယ်ဂိုးဖြစ်မတတ်မှတ်တဲ့နောက်နောက်ပိုင်းမှာတိတ်ငယ်မျိုးလုံးတွေထည့်ပြီးတော့ goal line technology သူတို့ပြန်ပြောင်းတယ် အိုက်ကနေမှစ2018ကမ္ဘာဖလားပြိုင်ပွဲမှာဒါ VR system ဖြစ်တဲ့ video assistant referee ကိုထည့်တယ်။တခါ2022မှာ semi automate system နဲ့ offside panel system နဲ့ပုံစံတွေကိုစသုံးတယ်။ ိုက်မတိုင်ခင်2021ခုနှစ်မှာမျိုးသမီးကဘာဖလားပြန်ပွဲမှာဂိုးသမားတွေပနတီဖမ်းတဲ့အခါမှာဂိုးစီ6တစ်6ကြံခဲ့ရမယ်ဆိုတဲ့ rules အပါဝင်အမီမာတီနက်စ်က22 World Cup Final မှာပနတီဖမ်းတဲ့အခါမှာ mind game လုပ်ပြီးဘောလုံးပစ်တာတို့ပြိုင်ဘက်ဂိုးသွင်းမဲ့ကစားမကိုနောက်ဆက်တာတွေလုပ်ရင်ဂိုးသမားကိုအဝါကက်ပြမယ်ဆိုတဲ့ rules တွေတစ်ခုတစ်ခုပြောင်းလာတယ်ဆိုတော့အဲ့လိုမျိုးတစ်ခုတစ်ခုပြောင်းလာရင်လည်းအခုယာတီတက်မှာ International Football Association Football ပေါ့လေ IFAB ကလည်းအခုဇာနောက်ထပ်စီးမီးအစ်စ်တွေပြောင်းလိုက်တယ်ပြောင်းလာတော့စုစုပေါင်းသူတို့ပြောင်းလိုက်တဲ့အချက်က10ချက်ရှိတယ် VR system ပါတယ်ကိုသမားပါတယ်ကစားပါတွေပါတယ်ဒါလူကြီးတွေပါပြီးတော့ now drop ball ပါဝင်တော်တော်များများဒါတချို့လိုအပ်နေတဲ့အခြေအနေတွေအားလုံးကိုပြန်ပြောင်းလိုက်တယ်သူတို့ပြောင်းလိုက်တဲ့အခြေအနေတွေမှာကျွန်တော်တို့ဘာများတွေ့တွေ့လဲဆိုတော့အခုလောလောဆယ်မှာ ကွင်းလယ်ဂိုင်းလူကြီးတွေကိုပို့ပြီးတော့သူတို့ဘက်ကကာဗာပေးထားတဲ့ပုံစံတွေပါတယ်။ထားပါတော့တခုခုဖြစ်လို့ဒန်လူကြီးကိုစကားပြောဖို့အတွက်ဆိုရင်ကစားမတွေအများကြီးပြုံပြီးတော့တော့ပြောလို့မရဘူး။သင်ကောင်းဆိုတော့တယောက်ပဲပြောမယ်။တကယ်လို့ပြုံပြောတာနဲ့ထားပါလို့၄ယောက်ပြုံရင်၄ယောက်ဆိုတော့ဝါကက်ပြမယ်။ 3ယောက်ပြုံလိုက်3ယောက်ဒါလူကြီးကိုစကားပြောလို့ရတဲ့သူက1ယောက်ပဲရှိမယ်အရကကက်ပတိန်1ယောက်ပဲရှိပြီးတော့ကြံတဲ့သူတူဦး1ယောက်မှစောရကတက်ခွင့်မရှိဘူးရှိရင်ဒါလူကြီးရဲ့ဆုံးဖြတ်ချက်ပဲဒါလူကြီးကဒါကိုအဝါကက်ပြတဲ့တယ်လို့ထင်ပြမယ်မပြလည်းပြဿနာမရှိဘူးဒါပေမဲ့ဒါလူကြီးပေါ့အတော်ရီအပြည့်အဝပေးထားတယ်ပြောချင်တာကဗျာဟို10ယောက်လုံးပြုံလာလို့အကုန်လုံးပြုံနေချိန်မှာအကုန်လုံးအဝါကက်တော့ပြမှာတော့မဟုတ်ဘူးလေအဲ့လောက်တည်းလည်းသူမလုပ်ဘူးဒါပေမဲ့ဒါလူကြီးရဲ့ decision ပေါ်မူတည်ပြီးတော့သူ့ဘက်ကအခွင့်အရေးပေးထားတယ် ဆိုတော့ကွင်းလေတာလူကြီးကို complaint တက်လို့ရမယ်စကားပြောလို့ရမယ်သူတယောက်ပဲရှိမယ်အဲ့ဒါကနှစ်ဖက်အသေးရဲ့အသင်ကောင်းဆောင်နောက်တစ်ခုကတော့ဒန်လူကြီးတွေမှာနာယီမှာသူတို့ရဲ့နာယီ watch ထဲမှာ5 second countdown signal လေးတစ်ခုထည့်ထားတယ်အဲ့ဒီ signal ကဘာလို့ပို့လဲဆိုရင်ကိုသမားတွေဘလုံးကင်တဲ့အခါမှာတတ်ဆိုင်ရာအချိန်အတွက် ကြိုသွားတာတို့ဘောလုံးပြန်တည်တဲ့အချိန်မှာပလီယာကစားမကဖရီးကစ်ကန်တာဖြစ်ဖြစ်လက်ဖြစ်ပေါ်မြောက်တဲ့အချိန်မှာတတ်ဆိုင်ရာစကန်ထက်ကြိုသွားရင်ပြစ်တံချလို့ရအောင်လို့5စကန်ပါတဲ့ signal ပါတဲ့ countdown ကိုဒိုင်လူကြီးတွေရဲ့နိုင်ထဲမှာထည့်သွင်းပေးထားတယ်ဒါကကျွန်တော်တို့ပြစ်တံချမဲ့ကိစ္စတွေအတွက်ဒိုင်လူကြီးတွေမှာထည့်သွင်းပေးတယ်နောက်တစ်ခုကတော့ drop ball ပေါ့လေဒါတစ်ခါလေကြာရင်ဘောလုံးကအချောင်းချောင်းချောင်းဘောလုံးက क्वे သွားတာတော့တခုခုဖြစ်သွားလို့ရှိရင်ဒါလူကြီးကိုလာထိတဲ့အချိန်မှာ drop ball ချတဲ့အပိုင်း အဲ့လိုမျိုးတွေမှာသူတို့ဒေါ်ဘောကိုလုတ်တဲ့အချိန်မှာထားပါတော့အတက်ကင်းအသင်းကဧရိယာတွေကိုတွားရောက်တယ်ရောက်နေတဲ့အချိန်မှာအတက်ကင်းရောက်နေတဲ့နောက်တန်းကစားမကဘောလုံးပေးနေတယ်မှာတခုခုဖြစ်သွားလို့ drop ball ချရပြီဆိုရင်ဘာလို့ပြောမလဲဆိုတော့ပြိုင်ဘက်အသင်းရဲ့ဧရိယာတွေမှာဖြစ်ရင်နောက်ဆုံး goal kick ဘိုးသမားကဘောလုံးရပြီးတော့ဘိုးသမားခံရမယ်ဒါတကယ်လို့ outsider မှာဖြစ်တယ်ဆိုရင်တော့ဘောလုံးနောက်ဆုံးထိတဲ့အသင်းကဘောလုံးပြန်ရမယ်အဲ့ဒါက drop ball နဲ့ပတ်သက်လို့ဖြစ်တယ် နောက်တစ်ခုကတော့ ball position ပေါ့လေ ball position ကဘာလဲဆိုတော့ကျွန်တော်တို့အခုထားပါတော့ဘောလုံးဝဲကန်နေရင်လည်းလက်ပြဘောဖြစ်သွားတာတို့ဘောလုံးကကိုစီမအောက်သေးဘူးကိုတချို့ဘောလုံးသမားတွေကထိလိုက်တာတို့အရန်ကစားပါတယောက်ကထိလိုက်တာတို့ဤပြတယောက်ကမအောက်သေးဘဲနဲ့ဘောလုံးထိလိုက်တာအဲ့လိုမျိုးတွေဖြစ်သွားခဲ့တာကိုတို့ကအဓိကယူဝေထားတာဖြစ်တယ်တကယ်လို့အဲ့လိုပိုဇီရှင်တွေမှာတခုခုကျူးလွန်ခဲ့တဲ့ဤပြပဲဖြစ်ဖြစ်အရန်ကစားမှာပဲဖြစ်ဖြစ်တယောက်ယောက်ကဘောလုံးကိုထိလိုက်ပြီးဆိုရင် တိုက်စစ်ရမယ်အသင်းပေါ့လေထိလိုက်တဲ့အသင်းရဲ့ opposition အသင်းက indirect free kick ရမယ်အဲ့ဒါကိုအထက်တက်တခါကထပ်လုပ်မယ်နော်ထားပါတော့တခါလုတ်ပြီးတော့နောက်တခါထပ်လုတ်တယ်ပဲထားနောက်တခါထပ်လုတ်ပြီးဆိုရင်တော့သူတို့အသင်းကအဲ့ကစားပေါက်ကိုဝါကပ်ပြီးအနီးကပ်ပြလို့ရတဲ့အထိသူတို့ဘက်က authority ပေးမယ်နောက်တစ်ချက်ကတော့အခု FIFA ရဲ့ Club World Cup အခု25ပြိုင်ပွဲမှာ Semi Automatic System ထဲမှာလူကြုံဘောတိတိတာ offside ဖြစ်သွားတာတွေကို 5စက္ကန့်တွင်အပီးရက်လို့ရမယ့် system ထည့်ထားတယ်ဆိုတော့ပြောချင်တာက FIFA ရဲ့အသစ်လုံးမဲ့ Club World Cup ပြိုင်ပွဲမှာ semi automate system ထဲမှာ offside ဖြစ်သွားတာကိုသူ offside ကပြလိုရတဲ့ပို့ပြီးတော့ clear လေးဖြစ်နေတဲ့ offside ထားပါတော့ ထိုက်ဖြစ်နေတဲ့ outside တွေကပြဿနာမရှိဘူးအဲ့လိုမဟုတ်ဘဲနဲ့တယောက်တစ်သီးတိုင်ကြိုတဲ့အလုံးတွေမှာတစ်ခါလေကြာရင်ဒီဘောလုံးသမားဘောလုံးမထိမချင်းမပေးဘူးဆိုတဲ့ပုံစံကြီးနဲ့မထောင်ထားဘူးညာအဲ့ချိန်မှာဘောလုံးသမားတွေကကိုရှိတဲ့ကိုရောက်သွားတယ်အဲ့မှာမလိုလားတဲ့ foul တွေပါလေ injury တွေဖြစ်သွားတယ်အဲ့ဒါက virtual van dyke ပြဿနာတစ်ခါ Jordan Pickford ကသူ့ကိုချိုးလိုက်ရင်လည်းကျိုးသွားခဲ့ဘူးတဲ့အဲ့မှာသူ ACL ဖြစ်ပြီးတော့အကြိုင်းနာရတယ်အဲ့လိုပုံစံမျိုးမဖြစ်ရအောင်ဘာဖြစ်လဲဆိုတော့ clearly outside ဖြစ်တယ်လို့သူတို့ဘက်ကသိတာစီတဲ့အခြေအနေမျိုးမြင်ရပြီဆိုရင်ဒါချက်ချင်း semi automated system ကနေရက်ပြီးတော့တခါတယ်အိုက်အာကို offside ဖြစ်ချက်ချင်းအသုံးချမယ်ဟိုလိုကြီးအားလုံး referee နောက်ဆုံးပြန်ထောင်တဲ့အထိမဆောင်တော့ဘူးအဲ့ဒါကသူတို့ semi automated system နဲ့မှအသစ်ထက်ထက်ထားတယ်ပြီးတော့မှဂိုးသမားတွေနဲ့ပတ်သက်လို့ဂိုးသမားတယောက်က maximum အားဖြင့်8စက္ကန့်ထက်ဘောလုံးကင်ထားလို့မရဘူးထားပါတော့ goal kick တဲတဲ့အချိန်မှာသူဘောလုံးသွားကန်တဲ့အချိန်မှာ8စက္ကန့်ရှိရတယ် အိုက်ရှစ်စကန်ထက်ကြော်မယ်ဆိုရင် opposition အသင်းကထောက်ကံပေါ်သူတို့ပေးမယ်ဆိုတော့ဂိုးသမားကသူ80စကန်မဟုတ်ဘဲနဲ့80စကန်ထက်ကြော်သွားရင်ဂိုးသမားကိုအဝါကပ်ပြမယ်ပြီးရင်တိုက်စစ်လစ်စင်လာတဲ့အသင်းကိုထောက်ကံပေါ်ရမယ်ဒီနေရာမှာဂိုးသမားဟာဘလုံးကန်တင်တဲ့အချိန်မှာဖြစ်ဖြစ်ဘလုံးပေးတဲ့ခါမှာလက်ထဲမှာဟိုးထားတယ်ထားပါတော့ထွက်ဖမ်းတယ်ဂိုးသမားဆွဲမိသွားတယ်အဲ့မိသွားတဲ့လက်ဘလုံးကို ကိုကသားမစီကိုပြစ်ပေးဖို့အတွက်လုပ်တဲ့ချိန်မှာ6စက္ကန့်ထက်ပိုပြီးတော့ထက်ကင်ထားလို့မရ6စက္ကန့်ထက်ပိုခိုင်ထားရင်လေတခါနောက်ထပ်တခါဖောင်းပေးရမယ်အင်တာနက် free key ပေးရမယ်တခါဘောလုံးသမားတွေကကိုကိုသမားကို back pass ပြန်ပေးတဲ့အားတွေကိုလည်းသူတို့က rule စီပြန်ချိန်တယ် ဟို intentionally ဒါ you are just ရှိရှိပေးရင်ကိုအရာထဲမှာ indirect free kick ပေးမယ် you are just မရှိဘူးဆိုရင်တောင်မှခေါင်းတိုက်ပြီးတော့ချပေးတဲ့တချို့ position တွေမှာသူတို့ဘက်က free kick ပေးမယ်အဲ့ဒါတွေကနည်းနည်းလေးရှုပ်တယ်ရင်းတော့မမရပဲကစားမတယောက်အေးရထဲမှာကိုကိုသမောင်းကိုရင်မတိုက်ပြီးခေါင်းတိုက်ချပေးသွားတယ်ဒါပေမဲ့ကိုသမောင်းဖမ်းလိုက်တော့ အဝါကပ်ပြခံရပြီးတော့ free kick ပေးခံရတယ်အဲ့လိုမျိုးတွေရှိတယ်ဒါကြောင့်ပေကြတာတော့အခုဂိုးသမားက၈စက္ကန့်တက်ပိုတဲ့ဘောလုံးကိုကင်ထားဖို့အချိန်ဆွဲရင်အဝါကပ်ပြမယ်လက်ထဲမှာကင်ထားတာတောင်မှ၆စက္ကန့်နဲ့ကြိုပြီးတော့ပေးရမယ်လူမပေးဘဲနဲ့အချိန်ဆွဲနေရင်လည်းသူတို့ foul ပေးခံရမယ်အဲ့ဒီနေရာမှာ VAR ကနေခုစပြီးတော့ဒိုင်လူကြီးတွေရဲ့စစ်စံလေးကိုထည့်ပေးထားတယ် ီယာကဘလုံးပွဲတစ်ပွဲရဲ့တခုခု decision ကို review လုပ်ပြီးဆိုရင်ဒါဒလူကြီးတွေရဲ့နာရီမှာဒီ referee က TV screen ကိုပြလိုက်ရတဲ့ signal လေးကိုနှိပ်လိုက်တာနဲ့အဲ့ signal ကအပေါ်မှာလာပို့မယ်သူတို့ဘာ decision ကိုကြည်နေပြီလဲသူတို့ဘာတွေလုပ်နေပြီလဲဆိုတော့ coin တွေကပြည်သက်တွေကိုတခါတည်းပြမယ်ရုပ်တံပြည်သက်တွေကအရင်ကမြင်ထားပြီးဖြစ်တယ်ပြီးတော့မှသူတို့ဆုံးဖြတ်ချက်ချမယ်ဆုံးဖြတ်ချက်ကိုပြည်သက်တွေကိုတခါတည်း coin တွေကနေ coin လက်တံကြီးက decision ကိုတခါတည်းကြေညာပေးမယ်ဒါတော့ခုစလဲစနေပြီဒါပေမဲ့ခုနပြောတဲ့ဟာတွေအားလုံးကိုအပေါ်မှာပြတာနေပါတယ်သူတို့အရင်တော့မရှိဘူးအခုကဒါကိုထပ်ထည့်ပေးထားတယ်နောက်ဆုံးတစ်ခုကတော့ခု down gun ball တို့ goal kick တို့နဲ့ပတ်သက်တဲ့ rules တွေလည်းချိန်လိုက်တယ်ဆိုချိန်လိုက်တဲ့ rules ကအများကြီးပဲဆိုအဓိက main ကကိုသမား၈၀ခန့်နဲ့ပို့ပြီးတော့ကင်ထားလို့မရဘူးပြီးတော့ မောက်သေးတဲ့အချိန်မှာတခြားကသားမတွေကအပြင်မှာရှိတဲ့အရန်ကသားမပဲဖြစ်ဖြစ်တခြားကသားမတွေနီးပြတွေကဘလို့သွားကြိုင်တာတို့ဘာလို့ဆိုရင်သူတို့ဝါကက်ပြခံရတာတို့ဘာလို့ရှိတယ်ဒါအပြင်ဒန်ဂျီကို complain တက်တဲ့အခါမှာတယောက်ပဲတက်ခွင့်ရှိမယ်တခြားသူတွေပါလာရင်အကုန်လုံးဝါကက်ပြခံရမယ်ပြီးတော့မှဒီဘက်ကတော့ semi orthopedic system နဲ့ injury မဖြစ်အောင် offside system တွေကိုကောင်းကောင်းပြောင်းထားမယ်ဆိုတော့သူတို့လုတ်ထားတဲ့အချက်တွေကတော့အများကြီးပဲဖြစ်ပြီးတော့အခုဒါက2025 26 ဘလုံးရာသီအသစ်မှာသူတို့ဘက်ကပြောင်းလဲပြင်ဆင်ထားတဲ့စီမင်းအသစ်တွေဖြစ်တဲ့ဆိုတော့ FIFA ကနေဒီ Club World Cup မှာတော့ဒီ offside system clearly ဖြစ်လာတဲ့ offside system ကိုတော့ semi automatic system နဲ့ထည့်ပေးထားတယ်ဆိုတော့ဘာဖြစ်ဖြစ်သူတို့ဒန်ဂျီရဲ့နိုင်တဲ့မှာ complete control ရတဲ့5 second countdown signal ပါမယ် VR ကိုပြမယ် signal ပါမယ်သူမှအများကြီးပဲပါတယ်ဆိုတော့ဒါတွေကဒန်ဂျီတွေအတွက်အကုန်လုံးပေးထားသူတို့ပြိုင်ပွဲကကြက်တစ်ထက်ကြက်လာပြီးတော့စီကန့်တွေကို ယာတီတက်မှာလည်းထပ်မံပြောင်းလဲထားပါတယ်အားလုံးကျေးဇူးတင်ပါတယ်